်ချစ်တော်ညီကိုမောင်မတို့အားလုံးပဲခရစ်တော်နိုင်မင်္ဂလာမနက်ခင်းပါလို့နှုတ်ခွန်းဆက်တာပါတယ်။တာယာတော်မနက်ခင်းလေးမှာယေရှုနာမအားဖြင့်အားလုံးကိုဖိတ်ခေါ်ကောင်းချီးပေးပါတယ်။ဖခင်တခင်ထံတော်မှာလာတော်ငြိမ်သက်ခြင်း၊ကောင်းမြတ်ခြင်း၊ကွယ်ကာဆောင်မခြင်း၊ကျမ်းမာခြင်းကောင်းချီးမင်္ဂလာဖြာဖြာသည်ဒီကနေ့တရားသီတနာကိုနားထောင်တော်မယ်တင်တဲ့တင့်မိသားစုပေါ်မှာတက်ရောက်၍တည်ရှိနေပါစေတော်လို့အူးဆုံးမေတ္တာပို့ဆုတောင်းလိုက်ပါတယ်။ အသက်ရှင်သောနှုတ်ဘတော်ကိုနားထောင်ဖို့ရဲ့အအိုးဆုံးစိတ်နှလုံးပြင်ဆင်၍အတူတကွဆုတောင်းကြပါစို့။ကောင်းကင်ဘုရားထာဝရမြတ်စွာဘုရားကြီးစုတင်နေ။တညတာလုံးကျွန်တော်ကျမတို့ကိုအိတ်ဆက်အနာယူခွင့်ရည်တာမကဒီကနေ့တာယာတော်မနဲ့ခင်မှာနိုးထခွင့်အသက်ရှင်ခွင့်တန့်ရှင်းမြင့်မြတ်တော်အသက်ရှင်သောနှုတ်ဘတော်ကိုကြားနာခွင့်ရစေတဲ့အတွက်ကြီးစုတော်ကြီးလာပါတယ်လို့ဝန်ခံပါတယ်။ဒီချိန်ဒီနာယီကိုကိုတော်လက်တော်ထက်အနံပါတယ်။ နှုတ်ကပတ်တော်အားဖြင့်တရက်တာလုံးအတွက်ကောင်းကြီးမင်္ဂလာဖြစ်စေပါမိကြောင်းတန်ရှင်တော်ဝိညာဉ်တော်ဒီအလင်းပေးပါမိကြောင်းအချိန်တိုင်းကိုစက္ကန့်အနှံတဲ့အခါမှာကယ်တင်ပိုင်ရှင်ယေရှုခရစ်တော်နာမအားဖြင့်ဆုတောင်းစက္ကန့်အနှံကြပါ၏ဖာဖေယားအာမင်ချစ်တော်ညီကိုမောင်မတော်ဒီကနေ့မနေ့အားလုံးနဲ့ဝင်ငါချင်တဲ့ခေါင်းစဉ်လေးကနောက်ဆုံးသောကာလနမိတ်လက္ခဏာအပိုင်းနှစ်ဖြစ်ပါနောက်ဆုံးသောကာလရဲ့နမိတ် အပိုင်းနှစ်ဖြစ်ပါတယ်မနေ့ကကျွန်တော်တို့အပိုင်းတစ်မှာအချက်၃ချက်ပြောသွားတယ်နောက်ဆုံးတော့ကာလမှာစစ်တိုက်ခြင်းများလာမယ်နောက်ဆုံးတော့ကာလမှာကျွန်တော်တို့ကူးဆက်ယောဂါတွေပေါ်များလာမယ်နောက်ဆုံးတော့ကာလမှာမိစ္ဆာပရောဖက်နဲ့ခရစ်တော်အတုတွေပေါ်လာမယ်လို့ကျွန်တော်အချက်၃ချက်ကိုဝေငှသတိပေးသွားတယ်။ဒီနေ့မှလည်းအချက်၃ချက်နဲ့ဝေငှသတိပေးချင်ပါတယ်။ဒီကနေ့အတိအကပြောချင်တဲ့ပထမအဦးဆုံးတစ်ချက်ကနောက်ဆုံးတော့ကာလမှာယုံကြည်သူတွေ ပို့ပြီးပို့ပြီးဖိနှိပ်ခံရလာမယ်။ဘာတဲ့လဲယုံကြည်သူတွေနောက်ဆုံးတော့ကာလမှာပို့ပြီးပို့ပြီးဖိနှိပ်ခံရလာပါမယ်။ဆရာရေမင်းကထွင်ပြီးပြောနေတာမဟုတ်ပါဘူး။ကျမ်းစာရှိပါတယ်။ကျမ်းစာရှိလို့ရှိရင် ဖွင့်ဟကြည့်ပါကျွန်တော်ဖတ်ပြပါမယ်။ရှင်လုကာခရစ်ဝင်ခန်းကြီး23အငယ်7နှစ်ကနေ73ပြီးရင်စခွန်ကနေ19ထိကိုဖတ်ပါဖြစ်ပါတယ်။ ထိုအမှုအရာများမဖြစ်မီလူများတို့ဒီငါဤနာမကြောင့်တင်တို့ကိုဖန်ဆင်းညင်ဆဲ၍တရားစီရင်၌လည်း၎င်းထောင်ထင်း၌လည်းကောင်းအနံ့ကြလိမ့်မည်ရှင်ဘရင်ဝန်မင်းထံတို့ပို့ဆောင်ကြလိမ့်မည်ထိုတို့အားဖြင့်တင်တို့ဒီတတ်တည်ခံရတော့အခွင့်ရှိကြလိမ့်မည်လူအပေါင်းတို့ဒီလည်းငါဤနာမကြောင့်တင်တို့ကိုမုန်းကြလိမ့်မည်တို့တော်လည်းတင်တို့စံချီတပင်များမပျက်စီရတင်တို့ဒီတီကြီးတော့အားဖြင့်ကေတင်ချင်းတို့ရောက်ကြလောဟာလေလုယား ကျမ်းချက်ကဂတိတော်ရှိတဲ့ကျမ်းချက်ဖြစ်ပါတယ်ဖြစ်လာမယ်ယုံကြည်ခြင်းကြောင့်ဖိနှိပ်ခံရမှုတွေပိုပြီးပိုပြီးများလာမယ်နောက်ဆုံးသောကာလမှာဒီနေရာမှာရေးထားတာရှင်းရှင်းလေးပဲနောက်ဆုံးသောကာလမှာယုံကြည်သူတွေဖန်ခံရမယ်သူများတွေရဲ့မနာလိုပုတ်အာနှိပ်စက်ခြင်းကိုခံရမယ်စသဖြင့်ကျွန်တော်တခါဟောဘူးတယ်နော်ယုံကြည်ခြင်းကြောင့်ဖိနှိပ်ခံရခြင်းတွေအဲ့ဒီအကြောင်းဟောဘူးတယ်အခုပြန်ပြောမယ်နော် ယုံကြည်ခြင်းကြောင့်ဖိနှိပ်ခံရတယ်ဆိုတာကိုလှုပ်မားလို့ကိုခံရတာကိုဆိုလိုတာမဟုတ်ပါဘူးကိုပတ်စံခိုးလို့ကိုသူများကိုရိုက်လိုက်လို့ကိုလူတက်လိုက်လို့ထောင်ကြတာဟာအဲ့ဒါကိုရဲ့မားတဲ့အတွက်ကြောင့်ကြတာဖြစ်ပါတယ်ကိုမားတာကိုငါယေရှုကြောင့်လှုပ်ခံရတယ်လို့ပြောလို့မရပါဘူးနော်ဒါပေမဲ့အမှုတော်မြတ်ကြောင့်သခင်ယေရှုခရစ်တော်ကြောင့်ကိုရဲ့ယုံကြည်ခြင်းကြောင့်ကိုကအနိုင်ကျင့်ခံရတယ်ကိုကဖိနှိပ်ခံရတယ်ကိုကဘာဖြစ်လဲသူတစ်ပါးရဲ့အသက်စီး လောက်တာခံရတယ်ဆိုရင်ဒါဟာဖယားသခင်ရဲ့အမှုတော်မြေကြောင့်ဖြစ်တဲ့အတွက်တင်တို့ဒီမင်္ဂလာရှိတယ်လို့ရှင်မသဲမှာတခင်ယေရှုကိုယ်တိုင်လည်းပြောခဲ့ပါတယ်ဆိုတော့ဒီနေရာမှာမင်္ဂလာရှိတယ်ဆိုပြီးမှကျွန်တော်တို့နောက်ထပ်တစ်ခုသိရတာကနောက်ဆုံးတော့ကာလမှာဒီရာတွေပိုပြီးပိုပြီးများလာမယ်ဆိုတာကျွန်တော်တို့သိရတယ် အရင်တော့ကယုံကြည်သူတွေဖိနှိပ်မခံရဘူးလားခံရပါတယ်အခုလည်းဖိနှိပ်ခံနေရပါတယ်အရင်တော့ကသခင်ယေရှုခရစ်တော်တမန်တော်ခင်မှာဆိုလို့ရှိရင်ယုံကြည်သူအစိမ့်လက်လက်ပါဖြစ်လဲကြားစာကြွေးတာတို့ရှင်သိစာကြွေးတာတို့တော့ရှိခဲ့ဘူးတယ်ဒါပေမဲ့အဲ့ဒါအဲ့ဒါကအနှဲငယ်ပဲရှိသေးတယ်ဒီနောက်ဆုံးသောကာလမှာပိုပြီးပိုပြီးဆိုးလာမယ်လို့ကျွန်တော်တို့တမာချင်းစာအရာတွေ့ရတယ်ဆိုတော့ကျွန်တော်တို့ဒီကုလားတမာကအနေနဲ့စစ်တမ်းတစ်ခုမှာပေါ့နော် အပီပီဆိုင်ရာကျွန်တော်တို့စစ်တမ်းကောက်တဲ့စစ်တမ်းတစ်ခုမှာ2019ရဲ့စစ်တမ်းတစ်ခုမှာဘလို့ရေးသားထားလဲဆိုတော့ကဘာပေါ်မှာခရီးရန်10ယောက်မှာတဲ့2ယောက်ကမိမိရဲ့ကိုးကွယ်မှုကြောင့်ညင်းပန်းနှိပ်စက်ခြင်းကိုခံနေရတယ်တဲ့နားလည်လားမသိနော်ကဘာပေါ်မှာခရီးရန်တွေအများကြီးရှိရဲ့အာပြောရဘလောက်များရှိလဲဆိုတော့145တန်းကျော်လောက်ရှိတယ်โอเคယုံကြည်တဲ့သူအဲ့ဒီ145တန်းကျော်ထဲမှာရာခိုင်နှုန်း တရာထဲမှာ20ရာခိုင်နှုန်းကမိမိရဲ့ကိုးကွယ်ခြင်းကြောင့်ငင်းပန်းနှိပ်စက်ခြင်းခံနေရတယ်။10ယောက်ထဲမှာခရိယန်10ယောက်ရှိရင်2ယောက်ကတော့ကိုယ့်ရဲ့ယုံကြည်ခြင်းကြောင့်ငင်းပန်းနှိပ်စက်ခြင်းခံရတယ်။ဆိုတော့ခရိယန်ထဲမှာငင်းပန်းနှိပ်စက်ခြင်းကအများကြီးဖြစ်လာတယ်။နောက်ကြလို့ရှိရင်ရာခိုင်နှုန်းပိုတိုးလာမယ်။နောက်ဆုံးတော့ကာလမှာငင်းပန်းနှိပ်စက်ခြင်းကပိုပြီးပိုပြီးပိုပြီးဖြစ်လာမယ်။အထူးတစ်ဖြစ်ကျွန်တော်တို့တေယုတ်ပြီးမြမပြီးဆိုပြီးပိုပြီးမှတိတာတယ်။ တေးဥပြီမှာဆိုဟိုတလောတော့ကဖျားကြောင်းတွေအကုန်မီးရှို့တာတို့လက်ဝါးကားတိုင်းတွေအကုန်လုံးရိုက်ချတာတို့စသဖြင့်စသဖြင့်တော်တော်ဖိနှိပ်ခံရတာတွေအများကြီးတွေ့ရတယ်။ဥပမာကျွန်တော်တို့မြန်မာပြည်မှာဆိုတချို့နေရာမှာမနစ်တုန်းကခရစ်စမတ်ဆိုခရစ်စမတ်လုံနေတော့အပြင်အရက်ွက်လူတွေအားလုံးဝိုင်းပြီးတော့ကဲလုံးနဲ့ပေါက်တာတို့ဖျားရှိခိုးနေလို့အော်လူကြီးထဲမှာတိုင်ခံရတာတို့ကိုကတချင်းစုံနေလို့စူပါတယ်ဆိုပြီးမှတိုင်ခံရတာတို့စသဖြင့်စသဖြင့် နောက်ဆုံးသောကာလမှာဒီဟာတွေအများကြီးပို့ပြီးပို့ပြီး ရှိလာမယ်ဆိုတာကျွန်တော်နားလဲရတယ်။ဆိုတော့ဒီဟာတွေရှိလာတဲ့အခါမှာစိတ်မပြတ်ပါနဲ့တဲ့။အခင်ယေရှုခရစ်တော်ကတော့စောစောကလေးပြောခဲ့ပြီးပြီးရှင်မတဲထဲမှာတင်တို့ဒီတဲ့ငါ့ဤနာမကြောင့်ကဲရဲ့ချင်းတကာခံရတဲ့အခါမှာမင်္ဂလာရှိတယ်တဲ့တင်တို့ဟာမင်္ဂလာရှိတယ်။အကြောင်းမူကားတဲ့ဒီဘိုးဘေးတွေကိုလည်းမယုံကြည်တဲ့သူကဒီလိုပဲနှိပ်စက်ခဲ့တာပဲတဲ့။အခုငါ့ကိုယုံကြည်တဲ့နေတို့တွေလည်းအခုနှိပ်စက်ခံရရင် နေတို့ဒီဟာမင်္ဂလာရှိတဲ့သူဖြစ်တယ်။တနည်းအားဖြင့်ခရစ်ယာန်စစ်မှန်တယ်ဆိုတဲ့ဟာကိုတက်တိတ်ထူနေပါတယ်တဲ့။ဒါကြောင့်မကြောက်နဲ့တဲ့။သခင်ယေရှုခရစ်တော်ကဂတိတော်ပေးခဲ့တယ်နော်။ဂတိတော်ပါပေးခဲ့လေဆိုတော့သင်တို့ဖမ်းသွားတဲ့အခါမှာတော့မသင်တို့ဘာပြောရမလဲမကြောက်နဲ့တဲ့။တန်ရှင်တော်ဝိညာဉ်တော်ကသင်သင်တို့ပြောရမယ့်စကားကိုတုံသင်ပေးလိမ့်မယ်တဲ့။ဟာလေလုယာ။နောက်ပြီးတော့မှသင်တို့စံချီတပြင်းမြတ်မပြည့်စည်ရတဲ့။ ဖယားသခင်ကိုယုံကြည်တဲ့သူတို့ဟာညင်ပန်းနှိပ်စက်ခံရပေမဲ့လဲတဲ့ဖယားသခင်အတူပါရှိတယ်ဆိုတာဒီမှာပေါ်ပြကျွန်တော်တို့ချို့ရင်းတက်တဲ့ကိုခန္ဓာကတည်ခဲ့ရင်တောင်မှလဲကျွန်တော်တို့ရဲ့ဘာဖြစ်လဲထာဝရဝိညာဉ်ကကောင်းကင်မှာလုံးဝကောင်းစားရောက်သွားမှာဖြစ်ပါတယ်ဆိုတာကျွန်တော်တို့နားလဲရအာမင်ဆိုတော့ဒီကနေ့အတိအကပြောချင်တဲ့ပထမတစ်ချက်ကနောက်ဆုံးသောကာလမှာယုံကြည်သူတွေပို့ပြီးပို့ပြီး ဖိနှိပ်ခံရတာများလာမယ်ဆိုတာပြောပြခြင်းတယ်ဒါကြောင့်စိတ်ထဲမှာ ready လုပ်ထားပါယေရှုခရစ်တော်ကြောင့်ပေးဆက်ရမယ့်အရာတွေရှိလာလို့ရှင်ပျော်ပျော်လေးပြုံးပြုံးလေးပေးဆက်လိုက်ပါဒါဖြစ်လာရမယ့်အရာဖြစ်တယ်အာမင်ဖြစ်လာရမယ့်အရာဒါကြောင့်ယုံကြည်သူတွေ ready လုပ်ထားပါလို့ကျွန်တော်ဒီကနေ့ခွန်အားပေးခြင်းတယ်ဒါပထမတစ်ချက်ဖြစ်ပါတယ်ဒုတိယတစ်ချက်နောက်ဆုံးတော့ကာလမှာဖြစ်လာမယ့်နမိတ်လက္ခဏာတွေထဲမှာ ဒီကနေ့ပြောမယ့်နှစ်ပတ်နှစ်တစ်ချက်ကနေရာတကာငလင်လောက်လာမယ်နေရာတကာငလင်လောက်လာမယ်ငလင်လောက်တာအားလုံးခံရဘူးမယ်မှုရမယ်နော်အနေနဲ့အများပေါ့ခဏလေးပဲလှုပ်သွားတယ်2စက္ကန့်3စက္ကန့်တော့မဟုတ်ငါတချို့လို့ဆိုနှစ်မိနစ်3မိနစ်လောက်လှုပ်ခံရဘူးတဲ့သူတွေလည်းရှိတယ်တချို့တွေဆိုအကြာကြီးဟိုတော်တော်ပျက်စီးသွားတဲ့နေရာမှာပါဝင်မှမတည်ပဲနဲ့ရှင်ခဲ့တဲ့သူလည်းရှိမယ်ငလင်လောက်တယ်ဆိုတာအားလုံးကိုအဲ့လောက်ရှင်းပြဆရာမလို့အောင်နားလည်ပြီးသားပဲဒါပေမဲ့ ဒီနေရာမှာသတိထားရမှာကသခင်ယေရှုခရစ်တော်ပြန်လာမယ့်အခါမှာနောက်ဆုံးသောကာလရောက်တော့မယ့်အခါမှာဖြစ်ပျက်လာမယ့်နမိတ်တွေအများကြီးထဲမှာငလင်လောက်တာတခုပါတယ်အများကြီးငလင်နေရာတကအများကြီးလောက်လာမယ်တဲ့โอเคကျွန်တော်ကျမ်းစာတစ်ချက်ဖတ်ပြမယ်နော်ရှင်လုကာခရစ်ဝင်ခန်းကြီး27အငယ်17မှာဘယ်လိုပြောလဲဆိုအယက်ယက်တို့၌ကြီးစွာသောမြေငလင်လောက်ခြင်းတဲ့နော်ဗါတယ်လေအယက်ယက်တို့၌ကြီးစွာသောမြေလောက်ခြင်းတဲ့ ဒီနေရာမှာပေါ်ပြချင်တာကအရရတိုးနိုင်ဆိုတာကျွန်တော်တို့နေရာမှာပဲမဟုတ်ဘူးနေရာတကာမှာငလင်လှုပ်လာမယ်ပို့ပြီးပို့ပြီးကြီးလာမယ်ငလင်ကနည်းနည်းတိတ်တိတ်လေးမဟုတ်တော့ဘူးပို့ပြီးပို့ပြီးကြီးလာမယ်အရင်တော့ငလင်မလှုပ်ဘူးလားဆိုလှုပ်ဘူးတယ်ဒါပေမဲ့နောက်ဆုံးတော့ကာလာရောက်လာတဲ့ခါမှာပို့ပြီးပို့ပြီးများလာမယ်ပို့ပြီးပို့ပြီးကြီးလာမယ်ဒီကဘာကြီးကပျက်စီးသွားရမယ်ဆိုတာကျွန်တော်တို့နားလည်ရမယ်အမြဲတမ်းသခင်ယေရှုခရစ်တော်နဲ့ ready မြင်ဖို့ရန်အတွက်ကျွန်တော်တို့အစင်တင့်ဖြစ်နေရမယ် ချက်တော်ညီကိုမောင်မတို့ကျွန်တော်မနေ့ကလည်းဝင်ငါပြီးပြီကျွန်တော်တို့ဒီကဘာကြီးကကျွန်တော်တို့သာဝရနေသွားတဲ့အရာမဲ့ကဘာကြီးမဟုတ်ဘူးပျက်စီးသွားမဲ့ကဘာကြီးဒါကြောင့်တစ်ချိန်ကျရင်ဒီကဘာကြီးကိုထားခဲ့ရမယ်ဆိုရင်တင်ဘာမှနှမျောစရာစိတ်ထဲမှာမရှိမရှိပါနဲ့အစင်တင်လောက်ထားပါအစင်တင်အစင်တင်လောက်ထားပါဆိုတော့ဘာမှအလုပ်လည်းမလုပ်နဲ့တော့ပြောတာမဟုတ်ဘူးနော်မနေ့ကကျွန်တော်တို့ပြောသလိုပဲတချို့က သခင်ယေရှုပြန်လာတော့မယ်ဟေးလို့ပြောလိုက်တာနဲ့ရှိတဲ့ဟာတွေအကုန်ရောင်းစားထုခွဲရောင်းစားရင်းမှသူများကိုဘေးလူလိုက်ပြီးမှကိုကအင်ဂျီအဖြူလေးကိုမှတောင်ပေါ်မှာစောင့်နေတယ်အဲ့လိုမျိုးလားမဟုတ်ပါဘူးမနေ့ကပြောသလိုကျွန်တော်တို့2000ခုနှစ်မှလေသခင်ယေရှုခရစ်တော်ပြန်လာမယ်ဟေးဆိုတဲ့ဒီစကားတွေကတော်တော်ပြည့်နှံ့သွားတယ်အာဒီခရစ်တကရ2000ခုနှစ်မှလေမိတဲ့သူရှိရင်နားလည်မယ်နော်သခင်ယေရှုလာမယ်ဟေးသခင်ယေရှုလာမယ်ဟေးဆိုပြီးမှ2000ခုနှစ်မှတရားဟောဆရာတွေအများကြီးအဲ့လိုဟောတော့ တချို့ယုံကြည်တဲ့သူအစွန်ရောက်တဲ့သူကဘယ်လိုလုပ်လဲဆိုရင်တို့ရှိသမျှအကုန်ရောင်းဆိုင်မှာအလုပ်လည်းမလုပ်တော့ဘူးမိသားစုတွေအားလုံးတောင်ပေါ်မှာ2000ခုနှစ်နောက်ဆုံးတည့်ရက်မှာတောင်ပေါ်မှာအင်ဂျီအဖြူလေးကိုမှတခင်ယေရှုခေါ်မှာလာတွားဆောင်နေကြတာတဲ့ပြီးတော့2000ခုနှစ်နောက်ဆုံးတည့်ရက်လည်းကြော်ရောတခင်ယေရှုလည်းမလာဘူးပုံမှန်အတိုင်းပဲဆိုတော့တို့ရောင်းထားတဲ့ဟာတွေအားလုံးဘာဖြစ်လဲကုန်သွားပြီစာဝတ်နေရေးတော်တော်ခက်ခဲသွားတယ်။ဘာကြောင့်လဲ။တရားဟောစရာတွေရဲ့မာယွန်းစွာဟောကြားမှုကြောင့် ကျမ်းစာထဲမှာဖော်ပြပြီးသားလေသခင်ယေရှုခရစ်တော်လာမှာကိုဘယ်သူမှမသိဘူးလို့ဖော်ပြပြီးသားပဲအဲ့ဒါကိုဒီကနေ့ယုံကြည်သူတွေကသခင်ယေရှု2000ခုနှစ်မှာလာမယ်ဆိုပြီးမှတစ်ချိန်လုံးကတစ်ချိန်လုံးကခရစ်ယာန်တွေတော်တော်များများအစွန်းရောက်ပြီးတော့မှအဲ့လိုသွားဆောင်နေကြတဲ့သူတွေရှိတယ်လို့အတင်းထဲမှာအများကြီးဖော်ပြခဲ့ဖို့တယ်ဒါကြောင့်ဒီကနေ့မှာလဲ ဆရာရဲမင်းကနောက်ဆုံးတော့ကာလာရောက်လာပြီဟဲ့နေရတကငလင်အများကြီးလှုပ်လိုက်တတိထားပါလို့ပြောလိုက်တဲ့အခါမှာအော်နောက်ဆုံးတော့ကာလာရောက်လာပြီရှိသမျှအကုန်လုံးပေးလူလိုက်မှာတယောက်တည်းအင်ဂျီအဖြူကိုမှတောင်ပေါ်မှာတခင်ယေရှုသဆောင်နေမယ် no 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 မလိုအပ်ပါဘူးနော်လှုပ်ဆရာရှိတာလှုပ်မယ်နော်လှုပ်ဆရာရှိတာလှုပ်မယ်တင်ပါအလုပ်လုပ်နေရလဲကုမ္ပဏီမှာအလုပ်လုပ်နေကုမ္ပဏီမှာဆက်လုပ်မယ် okay အာဒီပါလဲဆောက်လုပ်ရေးမှာလုပ်ရင်ဆောက်လုပ်ရေးမှာဆက်လုပ်မယ်လက္ခဏာစာလုပ်နေလက္ခဏာစာဆက်လုပ်မယ် ်အာကိုကိုပိုင်းဆိုင်ရောင်းတဲ့ဘာညာလုပ်တယ် online shopping ဘာညာအလုတ်မှန်သမျှကိုပုံမှန်လုပ်မယ် okay အလုတ်ကိုပြစ်လိုက်ပြစ်လိုက်လို့မရဘူးဒါပေမဲ့အလုတ်လုတ်ရင်းနဲ့တခုကိုမမေ့ထားရမှာကဖျားတရားကိုမမေ့ပါနဲ့မနေ့ကလည်းကျွန်တော်တို့ပြောပြပြီနော်ဖျားတရားကိုမမေ့ပါနဲ့အမြဲတမ်း ready ဖြစ်နေပါ အစင်တင့်ဖြစ်နေပါသခင်ယေရှုအခိအခုချိန်လာရင်ကဘလို့အစင်တင့်ဖြစ်ပြီးတော့မှသူ့ကိုအာသူ့ခေါ်တာကိုတွားနိုင်မလဲဆိုတဲ့အရာကိုအစင်တင့်ဖြစ်ထားဖို့လိုတယ် ဒါဒီကနေ့ပြောမယ်နှစ်ပတ်နှစ်တစ်ချက်ဖြစ်တယ်နောက်ဆုံးတော့ကာလမှာငလင်လောက်တာဒီပို့ပြီးပို့ပြီးများလာမယ်တတိထားပါတတိထားပါတမ္မာတတိရှိပါအဲ့မငိုက်ပါနဲ့နော်အမြဲတမ်းအမြဲတမ်းမျက်စိဖွင့်ထားမှဝိညာဉ်မျက်စိဖွင့်ထားမှဒီရဲ့အခြေအနေတွေကိုစောင့်ကြည့်ပါ အမြဲတမ်း ready ဖြစ်စေပါဒီကနေ့ပြောမယ်နောက်ဆုံးတစ်ချက်နောက်ဆုံးတော့ကာလနမိတ်ဖြစ်ပြလာမယ့်အရာတွေထဲမှာဒီကနေ့ပြောမယ်နောက်ဆုံးတစ်ချက်က ကောင်းကင်နမိတ်ဖြစ်ပေါ်လာမယ်။ကောင်းကင်နမိတ်ဖြစ်ပေါ်လာမယ်ဆိုတာကျွန်တော်ကျမ်းချက်လေးတစ်ချက်ဖတ်ချင်တယ်နော်။ရှင်လုကာခရုဝင်ခန်းကြီး27အငယ်7ထဲမှာမိုးကောင်းကင်၌လေကြောက်မက်ဖွယ်သောအရာနှင့်ကြီးစွာသောပုပ်ပနမိတ်တို့သည် ပေါ်ထွန်းကြလိမ့်မည်ရဲ့။ချစ်တော်ညီကိုမောင်တော်မတို့တခါကလေးကောင်းကင်မှာအံ့ဩပွေရာအရာတွေပေါ်လာတာတွေ့ဘူးလားမသိဘူးနော်။ကျွန်တော်တော့ခဏခဏတွေ့ဘူးတယ်။ကောင်းကင်နိုင်ငံမှာအံ့ဩပွေရာအရာတွေဖြစ်လာတယ်။ ိုမာအာဒီပါလဲကျွန်တော်တို့မိုးလေဝသမိုးလေဝသရဲ့နည်းနည်းလေးအစင်မပြေမှုကြောင့်စသဖြင့်တိမ်တိုက်တွေနဲ့ဒီပါလဲကျွန်တော်တို့ကောင်းကင်ကနမိတ်တွေအမျိုးမျိုးပြောင်းလဲနေတယ်နောက်ဆုံးနေကအသွေးဖြစ်တာတို့လကအသွေးဖြစ်တာတို့ကောင်းကင်မှာကြယ်တွေအများကြီးကျွေတာတို့စသဖြင့်မတူတဲ့ပုပ်ပနမိတ်တွေကျွန်တော်တို့တွေ့ဘူးတဲ့တချို့လူကြီးတွေဆိုရင်ကျွန်တော်တို့မတွေ့ဘူးတဲ့အရာတွေတော့မှအများကြီးတွေ့ဘူးမှာပဲเนาะကောင်းကင်မှာ အံ့ဩပွေဖြစ်ပြတဲ့နမိတ်လက္ခဏာတွေနော်ဆိုတော့နောက်ဆုံးတော့ကာလမှာတဲ့အဲ့ဒီနမိတ်လက္ခဏာအကောင်းကင်မှာဖြစ်တဲ့ပုပ္ပနမိတ်တွေပိုပြီးပိုပြီးထင်ရှားလာမယ်တဲ့ okay ကောင်းကင်မှာဖြစ်တဲ့ပုပ္ပနမိတ်တွေပိုပြီးပိုပြီးထင်ရှားလာမယ်ပိုပြီးပိုပြီးကြီးမားလာမယ်ကြောက်စရာဖြစ်လာမယ် okay လူတွေကကောင်းကင်ကိုကြီးမားဟာကြောက်စရာပဲဘာတွေဖြစ်နေရလဲကောင်းကင်မှာဘာတွေဖြစ်နေရလဲအဲ့လိုဖြစ်လာမယ်တဲ့အဲ့လိုဖြစ်လာရင်တဲ့တင်မကြောက်နဲ့ယုံကြည်သူခရိယန်တွေမကြောက်နဲ့ တမာကျင်းစာတွေကစကားကိုမမိပါနောက်ဆုံးတော့ကာလမှာအဲ့လိုမိုးကောင်းခင်မှာကြောက်မတ်ဖွယ်အရာနဲ့ပုပ်ပနမိတ်တွေပေါ်ထွန်းမယ်ဆိုတော့ကျင်းစကားကိုအမြဲတမ်းနှလုံးသွင်းစင်ခြင်းပါအဲ့ဒါမှဒါလေတင်းဒီတမာတတိနဲ့အသက်ရှင်လို့ရမှာဖြစ်ပါတယ်ဒါကြောင့်ချက်တော်ညီကိုမှာတို့ကောင်းခင်မှာအံ့ဩပွေဖြစ်လာတယ်ဆိုရင်အံ့ဩမနေနဲ့နည်းနည်းအံ့ဩပြီဆိုရင်စိတ်ထဲမှာပါပါထည့်ရမလဲဒီလားအော်ကျင်းစာထဲမှာပြောပြီးသားပဲဒီလိုဖြစ်လာရင် နောက်ဆုံးတော့ကာလာနေပြီနေပြီဒါကြောင့်ငါအဲ့လိုပဲအသက်ရှင်နေလို့မရတော့ဘူးအပြစ်ထဲမှာငါပျော်ချင်တယ်လို့စားချင်တယ်လို့စားအိတ်ချင်တယ်လို့အိတ်သွားချင်တယ်လို့သွားလို့လို့မရတော့ဘူးဖယားသခင်နဲ့အမြဲတမ်းသွာလာတတ်တဲ့သူဖြစ်ရမယ်ဆိုတာနှလုံးထဲတွင်းပါဖယားသခင်ပြန်လာမှာကိုစောင့်မျှော်တတ်တဲ့ကောင်းဆုံးယုံကြည်သူတယောက်ဖြစ်ဖို့ ready အစင်သက်ဖြစ်နေဖို့လိုတယ်ဆိုတာကျွန်တော်ဒီကနေ့လဲခွန်အားပေးလိုက်ပါတယ်ကျွန်တော်နောက်ဆုံးတော့ကာလအကြောင်းကိုဒီကနေ့အချက်၃ချက်ညှိကုံချုပ်ခြင်းနဲ့เนาะ ီနေ့ပြောသွားတဲ့ခေါင်းစဉ်ကနောက်ဆုံးသောကာလနမိတ်အပိုင်းနှစ်ဖြစ်ပါတယ်။အပိုင်းနှစ်ထဲမှာအချက်၃ချက်ပြောသွားတယ်။နံပါတ်၁တစ်ချက်ကနောက်ဆုံးသောကာလမှာယုံကြည်သူတွေပို့ပြီးပို့ပြီးဖြစ်နေချင်းခံရလာနိုင်တယ်။ခံရလာနိုင်တာမဟုတ်ခံရလာမယ်။နံပါတ်၂နောက်ဆုံးသောကာလမှာနေရတကာငလင်တွေအများကြီးလှုပ်လာ။နံပါတ်၃နောက်ဆုံးသောကာလမှာ ကောင်းကင်နမိတ်အကြီးကြီးဖြစ်ပေါ်ပြီးမှလူတွေကြောက်မက်ဖွယ်ပုပ်ပနမိတ်ပေါ်လာမယ်ဆိုတဲ့အကြောင်းကို အချက်၃ချက်နဲ့ဝင်ငှသွားတယ်။ဒီအချက်၃ချက်ကနောက်ဆုံးတော့ကာလအကြောင်းဝင်ငှတာကျွန်တော်အားလုံးကို၆ချားနေတာတော့မဟုတ်ဘူးနော်။ကျွန်တော်အပါဝင်အားလုံးကိုတတိပေးနေတာဖြစ်တယ်။ကျွန်တော်တို့ယုံကြည်သူတိုင်းကဟာကောင်းကင်မမြေကြီးကောင်းကင်မြေကြီးမပျက်စီးတတ်ပါဘူးကဘာမြေကြီးကမပျက်စီးတတ်ပါဘူးငါလည်းမတည်နိုင်ပါဘူးအဲ့လိုခံယူထားရတယ်များတယ်မတိမတိတို့ကြာလာတဲ့အခါမှာဟာတန်း10နှစ်လဲယေရှုမလောင်နှစ်20လဲယေရှုမလောင်နှစ်90လဲယေရှုမလောင် ဒါဆိုရင်တော့မလာနိုင်တော့ဘူးထင်တယ်ဘလို့ဖြစ်သွားလဲကိုဟာကိုကိုဘွားနဲ့ကိုသူ့ဘွားနဲ့သူပြန်ဖြစ်သွားတယ်အစင်တည့်မဖြစ်တော့ဘဝကသူ့ဘွားနဲ့သူကိုဘွားနဲ့ကိုပုံမှန်ဖြစ်ရမယ်လို့ကျွန်တော်သွန်သင်ပြီးပြီဒါပေမဲ့ကိုဘွားကိုအသက်ရှင်ရင်းနဲ့အစင်တင့်ဖြစ်နေပါလို့ကျွန်တော်ထပ်မံပြီးခေါ်ပါပေးခြင်းနဲ့အာဘယ်သူမှမသိဘူးအဲ့အချိန်တိုင်းဘယ်ချိန်ဖြစ်လာမလဲဘယ်သူမှမသိဘူးတကယ်လို့ကျွန်တော်တို့ကဘာဖြစ်လဲဖယားသိခင်ကိုမိနေတဲ့အချိန်မှာ သခင်ယေရှုလာခဲ့ရင်ကျွန်တော်တို့ကြံခဲ့မယ်နော်ကျွန်တော်တို့ကြံခဲ့မယ်ဒါကြောင့်ဘုရားသခင်ကျွန်တော်တို့မဆာပါစေဘုရားတရားမှာအမြဲတဲ့အစင်တင့်ဖြစ်နေတော်သူဖြစ်ပါစေဘုရားတရားမှာအမြဲတမ်းတောင်းတနေရာကနေပါဝင်ခဲ့တော်သူများဖြစ်ပါစေလို့ကျွန်တော်ဆုတောင်းရင်းနဲ့ဒီကနေ့မနက်နေ့နောက်ဘက်တော်ကိုဒီမှာပဲနှိကုံချုပ်ပါတယ်နားစင်သွားတဲ့သူအယောင်ချင်းစီတိုင်းတမာတတိရှိရှိအသက်ရှင်တော်သူများဖြစ်စေဖြစ်စေပါလို့ဖြစ်ကြပါစေလို့ဆုတောင်းမေတ္တာပို့ပါတယ် ားလုံးအားလုံးကိုဖျားရှင်ကောင်းချီးပေးပါစေတော့အာမင်